အားလုံးပဲမင်္ဂလာပါဒကြာနေကနေပြန်လဲကြိုဆိုပါရစေကျမကတော့မျိုးပါဒီခါမှလည်း GLPD M4 လည်းပဲခန်းကြီးသင်ခန်းစာလေးတွေကိုတူတူလေးလာဖို့တပ်ပြင်ဆင်ထားပါတယ်ဒီနေ့သင်ခန်းစာလေးကတော့သင်ခန်းစာ9 lesson 7ရဲ့ရှီဇန်တဘာဝဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေကိုလေ့လာတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးနံပါတ်1တွေ့ရတဲ့192လုံးမြောက်ကသစ်ပင်လေးနဲ့သစ်ပင်လေးနဲ့တွဲထားပြီးတော့မှသစ်တော်လေးဆိုတဲ့အတိတ်ပဲလေးနဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော် သူ့ကိုခဲကြည့်လေးချင်မယ်ဆိုရင်သစ်ပင်နှစ်ပင်ကပ်ပြီးရေးပေးရမှာဖြစ်တဲ့အတွက်ပထမသစ်ပင်လေးကနည်းနည်းလေးတူမယ်နော်1 2 3 4 5 6ပေါ့နော်သူ့ရဲ့ခွန်ယုံမီကဟာယာရှိအုံယုံမီကရင်းပေါ့နော် ကျဲရမယ့်စကားလုံးလေးသုံးလုံးကဟာရရှိဟာရရှိဆိုရင်တပင်းလေးတွေများတဲ့တက်တော်တေးလေးကိုပြောတာပေါ့နော်ဥမာခုံလုံးဟာရရှိနေဝါတကုဆန်တို့တိုရီကအီမတ်ဒီတက်တော်လေးမှာအငှက်ကလေးတွေအများကြီးရှိတယ်အဲ့လိုမျိုးသုံးလို့ရတယ်နောက်ခုခိုပါရရှိဆန်နဲ့ဒါဆိုနာမည်မှာသုံးလို့ရှိရင်ဟာရရှိကနေဘာရရှိလို့တန်ထွက်သွားတယ်ခိုပါရရှိဒါဆိုရင်လူတစ်ယောက်ရဲ့နာမည်ပေါ့နော်နောက်ခုကရင်းဒိုတဲ့ ဒီ dough ဆိုတာလေးက michi lan ဆိုတဲ့ခန်းကြီးလေးနဲ့တွဲထားတာပေါ့နော်ဒါကြောင့် ring နဲ့အသက်ထွက်သွားတယ် ring dough ring dough ကသစ်တော်လေးတွေရှိတဲ့ lan ပေါ့အဲငါတို့တွေတူတူဒီသစ်တော်လေးရှိတဲ့ lan လေးမှာရှောက်ခဲ့ကြတယ်အဲ့လိုမျိုးလေးဆိုသုံးလို့ရတယ်နော် watashi tachi wa ring dough arukimashita အဲ့လိုမျိုးလေးသုံးခဲ့လို့ရပါတယ်ဒါဆိုရင်ဒါကသစ်တော်သေးသေးလေးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒါဆိုနောက်ထပ်တစ်လုံးကကြတော့ဒီမှာကျသစ်တော်အုပ်ဖြစ်သွားပြီပေါ့နော်ခုနကတော့ဟာယာရှိထပ်ပို့ပြီးတော့ကြီးရဲ့သစ်တော်အုပ်ကြီးပေါ့ ဒါဆိုရင်တစ်ပင်၃ပင်ရှိတယ်ပေါ့။ဆိုတော့သူ့ကိုခန်းကြီးလေးနဲ့ရေးမယ်ဆိုလို့ရှိရင်သူကကျတော့တစ်ပင်လေးတွေကိုနည်းနည်းလေးပုပ်ပုပ်လေးရေးမယ်နော်။အရှိကြီးဆွဲစားမလို့တင်းနဲ့၃လေးပြီးဟာရရှိလေးကိုလည်းပုပ်ပုပ်လေးရေးမယ်။၅၆ခုနှစ်ရှစ်9 10 11 12ပေါ့နော်ဆိုသူ့ကိုခွန်ယောမီကမိုရီတတော်အုပ်ပေါ့နော်ခွန်ယောမီကရှင်းတယ် ချဲ့မဲ့စကလုံးလေးသုံးလုံးကမိုရီမိုရီဆိုရင်တတော်အုပ်ဒုမတချီဝမိုရီတဲ့အဆွန်တဲ့ imas ဒါဆိုရင်ခလေးတွေတတော်အုပ်ထဲမှာသွားပြီးတော့လဲပတ်ကြတယ်သွားပြီးတော့လေးလာရေးသွားကြတယ်အဲ့လိုမျိုးသုံးလို့ရတယ်ပေါ့နော်နောက်ကမိုရီဆန်နဲ့ဒါဆိုရင်သူလည်းနာမည်တွေမှာသုံးလို့ရတယ်မစ္စတာသို့မဟုတ်မစ္စစ်မိုရီပေါ့ နောက်ကရှင်ရင်းနဲ့အခုမိုရီလေးနဲ့ခုနကဟာယာရှိလေးနဲ့တွဲပြီးတော့ရှင်ရင်းလို့အတန်းထွက်တယ်ဒါကကြတော့တစ်တော်ဒေတာတစ်တော်အုပ်စုပေါ့နော်ဒီရှင်ရင်းကြဘလို့နေရာမြတ်သုံးလဲဆိုတော့ဥမာဂျပန်နိုင်ငံမှာဆိုလို့ရှိရင်တစ်တော်ဒေတာတွေအများကြီးပဲရှိတယ်နီဟွန်နီဝါအိုကုနိုရှင်ရင်းကအရီမတ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်ဆိုဒီတတော်ဒေတာတို့တတော်အုပ်လို့ကကြတော့စာတန်ပေးတန်နဲ့အဲတခန်းတနာသုံးတဲ့အခါမှာပို့ပြီးတော့သုံးပြီးတော့ဒီမိုရီယာကြတော့ပုံမှန်ပေါ့နော်တတော်အုပ်ကိုသုံးတဲ့အခါမှာသုံးပါတယ် ဒါဆိုရင်192လုံးမြောက်ကသစ်တော်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်တစ်တလုံးကကြတော့မြေကြီးမြေပြင်ဆိုတဲ့ခန်းကြီးလေးပေါ့နော်။ဆိုဒီမှာကြချီမြေကြီးရှိတယ်ပြည်ပနမှာမွေရှိတယ်ပေါ့နော်သူတို့နှစ်ခုပေါင်းလိုက်တော့မြေပြင်ဖြစ်သွားတယ်ဆိုတော့မွေလေးနေတဲ့နေရာဆိုတော့မြေပြင်ပေါ့နော် သူ့ခန်းကြီးလေးချင်မယ်ဆိုရင် အရှိမမြေကြီးဆိုတဲ့ခန်းကြီးလေးကိုချင်မယ်ဆောင်းဆောင်းလေးချင်မယ်နော်တနှစ်သုံးဘေးမှာစကလုံးတစ်ခုပါတဲ့အတွက်ဆောင်းဆောင်းလေးရေးတယ်ပေါ့နော် ပြီးရင် လေးဒါလေးရရှိရှိလေးဆိုမယ်နာပြီးဒါလေးတော်တော်လေးပြီးတော့မှကောက်ချီပေါ်ပြန်တက်မယ်နော်ချာသူကခွန်ရမီမရှိဘဲနဲ့အုံရမီကဂျီနဲ့ချီနဲ့ကျဲမဲ့စကလုံးလေးလေးလုံးမှာပထမဆုံးလုံးကခြိစုခြိစုကကျတော့မြေပုံပေါ့နော်ဥမာမြေပုံကိုခြိပြီးတော့ဒီအဆောက်အဦကိုလိုက်ရှာတယ်လို့ပြောလို့ပေါ့နော်ဆိုတော့လမ်းညွန်မြေပုံတို့ဘာလို့ကိုခြိစုလို့ခေါ်ပါတယ်နောက်ကခြိခတဲ့ ဒီခဆိုတာလေးကရှိတအောက်ဆိုတဲ့ခန်းကြီးလေးနော်ဒါဆိုမြေကြီးရဲ့အောက်မှာတဲချက်တဲချက်ကကြတော့ယထာလန်းနေပါတယ်မသုံးနေပေါ့ဒါဆိုရင်မြေအောက်ယထာသို့မဟုတ်မြေအောက်ယထာလန်းလို့သုံးတာဖြစ်ပါတယ်ဒါဆိုမြေအောက်ယထာလန်းနေတိုးတက်လာတာနဲ့တို့တွားရိုက်လာရေးပို့ပြီးတော့လွယ်ကူလာတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်နောက်ကတိုချိအရှိယတိုလေးကချစ်ချိရဲ့ခန်းကြီးလေးမြေကြီးရဲ့ခန်းကြီးလေးပဲပြီးနောက်ကလည်းမြေကြီးမြေပြင်းဆိုတဲ့ခန်းကြီးလေးပဲတွားကြတော့မြေကြီးသို့မဟုတ်ကုန်းမြေသို့မဟုတ်မြေခွက်ဆိုပြီးတော့အတိတ်ပဲနဲ့တက်ရောက်တဲ့ခန်းကြီးလေးတွေပဲဖြစ်ပါတယ် ောက်ကကြဂျီရှင်းဂျီရှင်းကကြတော့ငလျင်ပေါ့နော်ဒါဆိုရင်ဂျီရှင်းကအိုကိတာငလျင်လုတ်ခဲ့တယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နော်ဂျီရှင်းဂျပန်မှာဆိုရင်ငလျင်လုတ်တယ်ဆိုလို့ရှိရင်သူတို့ငလျင်အချက်ပေးခေါင်းလောင်းလေးရှိတယ်ငလျင်လုတ်သွားပြီဆိုတော့ ਨੇ အဲဒီ speaker ကနေပြီးတော့ဂျီရှင်းဂျီရှင်းဂျီရှင်းဒတ်စ်အဲ့လိုမျိုးလေး off off ပေးတယ်ပေါ့နော် fire alarm လိုမျိုးပဲဂျီရှင်း alarm လေးရှိရပေါ့ဒါဆိုရင်193လောက်မြောက်ကကြတော့ မြေကြီးမြေပြင်ဆိုတဲ့အခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်184လုံးမြောက်ကကြာတော့ရေခမ်းဆိုတဲ့အခန်းကြီးလေးပေါ့နော်ဆိုတော့သူကဒီမှာဒီအဆက်ကလေး30ကမီစုရေးဆိုတာလေးကိုစားပြုမယ်ဘေးနာဟာလေးကကြာတော့မွေဆိုတာလေးကိုစားပြုတယ်ပေါ့နော်ဒါဆိုရင်မွေတွေနေတဲ့ရေဆိုရင်ဒါကရေခမ်းပေါ့နော်ခုခဲချစ်လေးတွေချစ်ချစ်မယ်ဆိုလို့ရှိရင်1 3ဒါကအဆက်30ကရေကိုစားပြုမယ်ပြီးရင်ဒီမှာကမွေလေးက၄၅ ချောက်ပေါ့နော်သူရဲ့ခုံယောမီကဣခဲအုံယောမီကချိဣခဲဆိုရင်ရေကန်တို့ရဲ့အိမ်ခြံဝင်းအနောက်ကလေးမှာရေကန်လေးတစ်ကန်ရှိတယ်လို့ပါတော့အမျိုးလေးသုံးလို့ရတယ်နော်ဣခဲကအာဒီမတ်နောက်ကကျဒန်းချိဒီရှိကဒန်းကကျတော့လျှက်စစ်တို့ပါတော့မှသုံးတယ်ပေါ့နော်ဆိုတော့ချိကကြရေကန်ဒါဆိုရင်တက်စစ်တွေကိုတူလောင်ထားတဲ့ကန်ဆိုပုံစံမျိုးလေးနဲ့အတိပဲရတဲ့ battery သို့မဟုတ်တက်ခဲပေါ့နော်။ဥမာဒီအယုတ်ကလေးကတက်ခဲနဲ့မှဆော်လို့ရတာတက်ခဲနဲ့မှအသက်ဝင်တာအဲ့လိုမျိုးဆိုရင် ုနိုအိုမိုချာဝဒန်ချီတဲ့ဥခောကီမတ်ဘယ်လိုမျိုးလဲသုံးရအောင်နော်ဒါဆိုရင်ဒီစကလုံးလေးကရေကန်းဆိုတဲ့စကလုံးလေးပဲဖြစ်ပါတယ်။နောက်ထပ်195လုံးမြောက်ကကျတော့ပင်လဲဆိုတဲ့ခန်းကြီးလေးပဲပေါ့နော်။အရှိမကခုနလိုပဲရေပါမယ်။အနောက်မှာကကျတော့မိုင်းနှချီနေရတိုင်းဆိုတဲ့ပုံစံမျိုးလေးပေါ့။ဒါဆိုရင်နေရတိုင်းမှာအမျိုးမျိုးသော အရာတွေကိုတက်ရှိတွေကို ထုတ်ပေးတဲ့ဆိုပုံစံမျိုးလေးပေါ့နော်။ဒါဆိုဒါလေးနဲ့ပင်လဲဆိုတာဖြစ်သွားတယ်။သူ့ကိုချစ်ကြည့်မယ်ဆိုလို့ရှိရင်1 2 3 4 3 4 5ပြီးရင်6ကကြာဒီဟာလို့ရေးရင်မဲ6ပြီးရင်9တက်တက်လေးဆိုရမယ်နော်9ပြီးရင်10ပြီးအလဲနဲ့ဖြတ်မယ်9ပေါ့နော်ဆိုတော့သူရဲ့ခွန်ယောမီကဥမီအွန်ယောမီကခိုင်ပေါ့နော်ဆိုတော့ဥမီဥမီကပင်လေပင်လေဆိုလို့ရှိရင်ပင်လေထဲမှာသမောလေးရှိတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ကခိုင်ခိုင် ဒီ guy ဆိုတာလေးကဆိုတော့အပြင်ဘက်ဆိုတဲ့ခန်းကြီးလေးเนาะဒါဆိုရင် kai guy ဆိုရင်ဒီပင်လယ်ရဲ့တစ်ဖက်ပေါ့เนาะဒါဆိုရင်ရေချားမြေချား oversea လို့ပြောတာပေါ့เนาะဥမာငါရဲ့အကိုက oversea မှာအလုပ်လုပ်နေတယ်လို့ဘာလို့အမျိုးသုံးလို့ရတယ်ပေါ့เนาะ oversea ကိုခရီးထွက်သွားတယ်သူက oversea မှာအလုပ်လုပ်နေတယ်ဆိုရင် kai guy နဲ့သုံးလို့ရပါတယ်နောက်က hokkaido hokkaido ကကြတော့ဒါကနယ်မြေဒေသတစ်ခုရဲ့နာမည်အဲအဲ့ဒီမှာလေ kai နဲ့သုံးတယ်เนาะ hokkaido ရမလားဒါဆိုရင် 185လုံးမြောက်ကပင်လဲဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်ထပ်186လုံးမြောက်ကသမုတ်တရားကြီးဆိုတဲ့ခန်းကြီးပေါ့နော်။တချို့နေရာတွေမှာလည်းသူက Western ဒီအနောက်တိုင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေမှာလည်းသုံးပါတယ်နော်။ဆိုတော့သူကဒီမှာကခုနလိုပဲမီစု ရေလေးပါတယ်။ပြီးအနောက်မှာကတိုးသို့မဟုတ်စိတ်ရဲ့ခန်းကြီးလေးပေါ့နော်။ဆိုတော့ဒီမှာကဒီတိုးလေးတွေကတဲ့တိုးလေးတွေကဘယ်လိုလဲဆိုအများကြီးပဲဖြစ်တဲ့အတွက်လှိုင်းပုံစံမျိုးလေးဖြစ် မြင်ရတယ်ပေါ့နော်အလှိုင်းပုံစံမျိုးလေးလှုပ်ရှားနေတယ်အဲ့ရနေပြီးတော့ Oki Umi ဆိုပင်လေအကြီးကြီးဖြစ်သွားတယ်ဆိုပုံစံမျိုးလေးပေါ့နော်ဆိုတော့အရှိမရေဆက်လေး30ရေမဲ့1နဲ့3 4 5 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ခုနဲ့ရှေ့ပေါ့နော်ပြီးရင်ကိုကကြာအလဲမတက်တက်လေးဖြတ်ပြီးရောဆွဲလာမယ်ဒါကကြာတော့ယောတဲ့နော်ခွန်ယောမိမရှိဘူးဝွန်ယောမိကယောတလို့မယ် ဆေးရောဆေးရောဆိုရင်အနောက်တိုင်းဒီရှေ့ရဆေးကြီးကကြတော့အရှေ့အနောက်တောင်မြောက်ရဲ့အနောက်ကိုစားပြုတယ်ဆေးရောဆိုရင်အနောက်တိုင်း western country တွေပေါ့နော်တိုးရောတိုးရောဆိုရင်အရှေ့တိုင်းဒါဆိုရင် east ဘက်ကတိုင်းပြည်တွေလို့တိုးရောနောက်ကယောဖုခုယောဖုခုဆိုရင်အနောက်တိုင်းဝက်ဆုံပေါ့နော်ဥမာ neck တိုင်းနဲ့ sud နဲ့အဲ့လိုမျိုးဆိုရင်ယောဖုခုအနောက်တိုင်းဝက်ဆုံ နောက်ကကျတော့ဒိုင်းဆေယောဒိုင်းဆေယောကကျတော့အတ္တလန်ဒိတ်သမုဒ္ဒရာကြီးကိုခေါ်တာဖြစ်ပါတယ်။အရှေ့ကအိုခီရေခန်းကြီးလေး ਨੇ ဒိုင်းဆေယောဒါဆိုရင်186လုံးမြောက်ကသမုဒ္ဒရာဆိုတဲ့ခန်းကြီးလေးဖြစ်တယ်။ပြီးရင် Western အနောက်တိုင်းနိုင်ငံတွေနဲ့ပတ်သက်တဲ့နေရာတွေမှာလည်းဒီခန်းကြီးလေးကိုသုံးပါတယ်။ နောက်ထပ်189လုံးမြောက်ကိုကြည့်မယ်ဆိုရင်အင်းဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာအမိုးရွာတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာပထမတော့အပင်လေးဒါပေမဲ့ဒီဘက်မှာကျတော့ဟိုဘာဖြစ်သွားလဲအတပြက်စီဆိုပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကောင်းကင်ကနေပြီးတော့မိုးရွာတယ်မြေကြီးပေါ်မှာကျတော့တပြက်စီနဲ့တန်ရှင်းနေအောင်လဲတဲ့ဆိုတဲ့ပုံစံမျိုးလေးနဲ့ဒီယူခိနှင်းလေးဖြစ်သွားတယ်နော်ဆိုတော့ချစ်ကြည့်မယ်ဆိုရင်ဒဲနဲ့တော့၄၅၆9 10 20 17ပေါ့နော်ဒါလေးထည့်မယ်နော်17ဒါဆိုရင်သူရဲ့ခွန်ယောမီကယူကီအွန်ယောမီက7စကျမစကလုံးလေး၃လုံးကယူကီဆိုရင်နှင်းဝတာရှိကယူကီကစကီဒတ်ငါနှင်းနေကိုကြိုက်တယ်ချစ်တယ်ပေါ့နော်အခုကအိုယူကီအိုယူကီဆိုရင်နှင်းနေထူထပ်တာကိုသုံးတယ်ပေါ့နော်။ဥမာနှင်းနေရန်ထူထပ်လို့ရထားနောက်ကျသွားတယ်။အိုယူကီနိုတာမဲဒန်ရှာကအိုခူရက်တာအဲ့လိုမျိုးသုံးလို့ရရနော်။ နောက်ကရှင်းဆက်ချက်ရှင်းဆက်ချက်ကဒီရှင်းဆိုတာကအတာရရှိအသက်တော်ဆိုတဲ့အခန်းကြီးလေးဖြစ်တယ်နော်ရှင်းဆက်ချက်ဆိုရင်နှင်းအသက်ကြတော့ပြောတာပေါ့နော်ရှင်းဆက်ချက်ကဖုတဲ့နှင်းအသက်ကြလို့ကေရှကီကတော့တဲမူခိရဲနီနာရီမရှတာပဝင်းချင်းမြင်ခွင့်နေတဲ့အရန်မလှလာတဲ့အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ဒါဆို198လုံးမြောက်ကနှင်းဆိုတဲ့အခန်းကြီးလေးပဲဖြစ်ပါတယ်နော်198လုံးမြောက်ကကြာတော့အလင်းဆိုတဲ့ခန်းကြီးလေးပေါ့ဒီမှာလူတစ်ယောက်ကမှမီးလေးကို ပြီးတော့ခေါင်းပေါ်တင်လိုက်တယ်ဆိုပုံစံမျိုးလေးပေါ့နော်ခေါင်းရဲ့အပေါ်မှာမီးလေးကိုထွန်းလင်းထားတယ်ဆိုတဲ့အိပယ်လေးပေါ့ဒါဆိုသူ့ကိုခဲချစ်ချစ်ချစ်မယ်ဆိုလို့ရှိရင်အလဲရအချောင်းလေးတက်တက်လေးကိုအရင်ချစ်မယ်1 2ေ3 4 5 6ပေါ့နော်ဆိုသူရဲ့ခွန်ယောမီကဟီကာရီသုံးဖို့ဟီကာရူအွန်ယောမီကခိုးပေါ့နော်ဟီကာရီဆိုရင်အလင်းဥမာတိုင်းယောနိုဟီကာရီဒါဆိုရင်နေမင်းဤအလင်းပေါ့နော် နောက် hikaru ကကျတော့ hikarimas နဲ့လာတယ်ပေါ့နော်ထွန်းလင်းသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥမာအာ taiyo no hikari ga hikate iru ဒါဆိုရင်နေမင်းရဲ့အလင်းကထွန်းလင်းနေတယ်ဒါမှမဟုတ်လျှက်စစ်ပစ္စည်းတွေနဲ့ပတ်သက်လို့ထွန်းလင်းနေလဲသုံးလို့ရတယ်ဒါမှမဟုတ် hoshika hikate iru je ga thon lin ni de je lin ni de so a de pa ni na thon lo ya ba de naw ko nikho de nikho so yin neyang ji ye alin sunlight ko pyo da ba no so kha de wa nikho o sanshin ni abita da so yin tu ga ဒီနေရောင်ကြီးနဲ့အာနေပူစာလှုပ်နေတယ်ဆိုတော့ဒီမျိုးပေါ့နော်နောက်ခုခန်ခိုခန်ခိုကကြတော့လှက်ပတ်ကြည့်ရှုတာ సై စင်းကြည့်တာပေါ့เนาะဥမာတိုကျိုကိုခန်ခိုဆိုလို့ဒါဆိုရင်တိုကျိုမြို့ကိုလှက်ပတ်ကြည့်ရှုမယ် సై စင်းကြည့်မယ်ဒါဆိုရင်198လုံးမြောက်ကကြတော့အလင်းဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်เนาะနောက်ထပ်196လုံးမြောက်ကကြတော့သူက table သပွဲကုန်ဒီပါလေးသုံးတဲ့ခန်းကြီးပုံစံမျိုးလေးပေါ့เนาะဆိုတော့ဒီမှာဆိုရင်သူကညီကြီးလေးလည်းရှိတယ်ပြီးရင်အထက်မြင့်ဆိုတဲ့ပုံစံလေးလည်းရှိတယ်ပြီးရင်ဒီမှာ ညားလေးလည်းရှိတယ်เนาะဆိုတော့တောင်ကုန်းပေါ်ကနေပြီးတော့တဲ့ဒီအဆောက်အုံလေးကိုဒီမှာအဆောက်လေးတစ်ယောက်နဲ့အဆောက်ထားထားပြီးတော့ကြည့်ရှုနေဆိုပုံစံမျိုးလေးပေါ့เนาะဆိုတော့သူက observation platform တွေမှာလည်းသုံးပါရဲ့เนาะအလိုကြည့်ရှုပြီးတော့ထုတ်ဖော်တဲ့နေရာတွေမှာလည်းသုံးပါရဲ့เนาะဆိုတော့သူ့ကိုအာခန်းကြီးလေးချစ်ကြည့်မယ်ဆိုလို့ရှိရင်เนาะ1ပြီးရင်2ပြီးအောက်မှာခုကြည့်လေးရေးမယ်3 4 5ဆိုတော့ဒိုင်းသို့မဟုတ်တိုင်းလို့ဖတ်မယ်เนาะ တော့သူရဲ့ on your me က die နောက်တစ်ခုက die ပေါ့နော်ကြမ်းမဲ့စကားလုံးလေးလေးလုံးက die ဆိုရင်စပွဲကုံကိုကိုစားပြုပါတယ်နောက်ကကျတော့ die တို့ခုတို့ die တို့ခုတို့ကကျတော့မီးဖို့ချောင် kitchen ပေါ့နော်ဆိုတော့မီးဖို့ချောင်မှာဟင်းချက်တဲ့ die တို့ခုတို့တဲ့အာလီအိုလီအုတ်ခူရီမတ်ပေါ့အဲ့လိုမျိုးသုံးရတယ်။နောက်ခုအရှိကနေကင်းကင်းနဲ့တခုခုနဲ့နောက်က die ဆိုလို့ရှိရင်ဆက်ပစ္စည်းတွေရေထွက်တဲ့နေရာမှာလည်းသုံးလို့ရတယ်เนาะ။ ichi die, ni die, san die, yon die, go die စက်တစ်လုံးနှလုံးသုံးလုံးဆိုပြီးတော့စက်ပစ္စည်းတွေကိုရေတွက်မယ်ဥမာ laptop တို့ကားတို့ဆိုရေခဲတက်တာတို့ဆိုရင် aircon တို့အဲ့လိုမျိုးစက်ပစ္စည်းတွေကိုစက်ပစ္စည်းတွေကိုရေတွက်တဲ့နေရာမှာသုံးပါတယ်နောက်ကဒိုဒိုင်းတဲ့အရှိကဒိုလေးကကြတော့ဟိုမြေကြီးရဲ့ခန်းကြီးလေးနော်နောက်ကအခုဒိုင်းလေးနဲ့ဒါဒိုဒိုင်းကကြတော့ foundation ပေါ့နော်ဥမာအိမ်တိုင်ရဲ့ foundation ဆိုရင်ဘာလဲအဲ့လိုမျိုး concrete လားအဲ့လိုမျိုးပေါ့နော်ခလုံးအီရဲ့နော် ဒိုဒိုင်ဝါကွန်ကရစ်ဒိုဒက်ဒါဆိုဒီအိမ်ရဲ့ဖောင်ဒေးရှင်းကကွန်ကရစ်နဲ့ဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်ဒိုဒိုင်နဲ့သုံးပါရနော်ဆိုလို့ရှိရင်ဒီ189လုံးမြောက်က table သုံးလို့ရှိရင် observation platform ဆိုတဲ့အတိတ်ပဲလေးနဲ့တက်ရောက်တဲ့စကလုံးလေးပဲဖြစ်ပါတယ်နောက်180နောက်ဆုံးလုံးလေးပေါ့နော်ဆိုတော့တူအကြတော့ wing ပေါ့လေဆိုတဲ့ဒီပဲလေးပေါ့နော်ဆိုတော့ဒီမှာဆိုရင်လေလေးပေါ့နော်ရွက်လေလေးပြီးဒီဘက်မှာကျတော့အာပိုးကောင်လေးပေါ့နော်အကောင်လေးပေါ့ဆိုလို့ရှိရင် လေတိုက်ပြီးတော့လှုပ်သွားတဲ့ပုံစံမျိုးလေးပေါ့နော်သူ့ကိုခဲချက်လေးချက်ကြည့်မယ်ဆိုရင်တစ်ချက်နှစ်ချက်နော်ပြီးရင်3 4 5 6 9တက်တက်လေးနော်9 10ကိုဒီအလေးရဟာလေးကပိုးကောင်လေးရဲ့ခန်းကြီးလေးပေါ့နော် ော့ဒီတစ်ခုလုံးဆိုရင်ခါဆဲဖြစ်သွားမယ်သူရဲ့ခွန်ယောမီကခါဆဲအွန်ယောမီကဖူးပေါ့နော်ဆိုကြမ်းမဲ့လေးလုံးကခါဆဲခါဆဲဆိုရင်လေပေါ့ဒါဆိုရင်ခါဆဲကချူယောဤအာလီအရန်ပြင်းနေအဲ့လိုမျိုးတော့လို့ရတယ်နောက်ခုကဒိုင်ဖူးတဲ့ခုနကတော့တေဘယ်ရဲ့ခန်းချီလေးနော်ဒိုင်သို့မဟုတ်ဒိုင်နဲ့သံထွက်တဲ့ခန်းချီလေးဒိုင်ဖူးကကြတော့တိုင်ဖုန်းမှုန်ဒိုင်အောင်ပြောတာပေါ့နော်ဒိုင်ဖူးနောက်ခုကယောဖူးတဲ့ယောကကြခုနပြောခဲ့တဲ့လိုမျိုးသမုတ်တရာကြီးရဲ့ခန်းချီလေးလည်းဖြစ်တယ်လို့အနောက်တိုင်းလိုဘာလို့လဲပ ပတ်သက်တဲ့စကားလုံးလေးလည်းတုံးတယ်နော်ဆိုတော့ your food တဲ့ဒါဆိုအနောက်တိုင်းလေဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အနောက်တိုင်းစတိုင်ဆိုတဲ့ပုံစံမျိုးပေါ့ဥပမာ your food no your တွေဆိုရင်ဒါဆိုရင် western food တွေပေါ့ဒါမှမဟုတ် your food no eat ရယ်ဆိုရင်ဒါဆိုရင် western style ဆောက်ထားတဲ့အိမ်တွေပေါ့အဲအဲ့လိုမျိုးဆိုရင် your food နဲ့တုံးပါတယ်နောက်ခုကကျတော့ food cake တဲ့ဒီမှာကျတော့အာမြင်ကွင်းသို့မဟုတ်အာရှုခင်းလို့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော်ဆိုလို့ရှိရင် utsukushi 4KO မိမရှတာအရင်မဲ့လှတဲ့ရှုကင်းမြင်ကွင်းကိုကြည့်ခဲ့တယ်အဲ့လိုမျိုးလေးတုံးလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ဒီ 4K နဲ့ Cash Key နဲ့ Cash Key ကလည်းမြင်ကွင်းပဲနော်ဆိုတော့မှတ်ထားမှာတော့နှစ်ခုစလုံးကအတိတ်ပဲကတော့ရှုကင်းသို့မဟုတ်မြင်ကွင်းပါပဲဒီနေ့တင်တဲ့သင်ခန်းစာဖြစ်တဲ့ 4K ရကြတော့ပို့ပြီးတော့ ကြပြဆန်းဆန်းစဆန်းဆန်းနဲ့သုံးတဲ့အခါမှာပို့ပြီးတော့သုံးပါရနော်။ကဲဒါဆိုရင်ဒီနေ့လေ့လာမယ့်ခန်းကြီးလေးစေလုံးကဒီမှာပဲဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြမယ်နော်။ဆိုရတဲ့ဝါစကီနိုတို့ကလည်းအိုင်မရှော်ဘိုင်ဘိုင်